ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုကျမတို့မဟာနယ်အော်ဒီယိုဘုတ်ချန်နယ်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူကိုပိုက်ရေးသားထားတဲ့မရေမရရွာလေးတရွာဆိုတဲ့ဇလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ပရိသတ်များရှင်ဒီဇလံလေးကိုတော့ဇန်နဝါရီလ1996ခုနှစ်ညဉ့်ညောပင်းစင်းမှာရေးသားတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ဇလံလေးမစတဲ့ငယ်ကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ဖို့လည်းမမေ့ပါနဲ့နော်။ ဟုတ်ကဲ့ဒါဆိုရင်ပြိသက်တင်နာဆင်မောတွေဇလန်လေးကိုခုပဲစလိုက်တော့မယ်။မရေမရရွာလေးတရွာကင်မတီကြီးရွာတို့ကျွန်တော်တို့ရောက်လာခဲ့ကြတဲ့အခါမှာတောအုပ်ကြီးညင်သိန်းနဲ့ချိန်ဆုပ်ထားတော်လဲတယောက်ဆောင်တယောက်ဆောင်နဲ့ချိန်ထားတဲ့နေ့ထက်တုံရလောက်နောက်ကျပြီးမှရောက်သွားတာကြောင့်တောအုပ်ကြီးမြင့်သိန်းကလုပ်ငန်းတာဝန်များလှုပ်ဆောင်ရန်ရှိတာကြောင့်ရောက်မလာနိုင်တော့ပြီလို့မှတ်ပြီးစံရွာတို့ပြန်သွားကြောင်းရွာလူကြီးဥဖိုးစိန်မှာသိရတဲ့ ကဲကျွန်တော်တို့ဘာဆက်လုပ်မလဲစမ်းရွာကိုလိုက်သွားမလားဒီကနေလှည့်ပြန်ကြမလားကျွန်တော်ရဲ့မိချောင်းလင်းမျက်နှာသည်စဉ်းစားဟန်ပြုတ်လိုက်ပြီးရွာလူကြီးဖိုးစိန်ဘက်ကိုလှည့်ကြည့်တယ်ဒီကနေစမ်းရွာပဲသွားရင်ဖြင့်လမ်းတာလားဘလောက်ဝေးတယ်လဲမေးလိုက်တယ်ဘာဝေးရမှန်းလို့ဆရာလေးရဲ့ရှစ်မိုင်လောက်ပဲရှိတာလမ်းကိုဖြူးနေရပဲလိုက်ဖို့ပြရမလားနေပါစီဦးဖိုးစိန်ခမရလဲရဲရွာရဲ့ကိစ္စရင်းနဲ့လုံပန်းနေရမှာမဟုတ်ဘူးလား ကျွန်တော်တို့ဘာသာသွားပါမယ်ကဲဘလို့လဲကိုပိုင်ဒီရောက်တော့မှမထူးတော့ဘူးစမ်းရအောင်လိုက်သွားကြမယ်ဗျာဟုတ်တယ်ကျွန်တော်လည်းမြောက်ပြစ်ချင်လို့ရုံးကနေခွင့်ယူပြီးတော့လာခဲ့ရတာမထူးပါဘူးသွားကြမယ်ဗျာမမဆိုးကပါပြောလာပြီကျွန်တော်တို့၃ယောက်ကနောက်တနေ့နဲ့မှစားတောက်ပြီးတော့ရွာမအေးအေးလေးလိုထွက်လာကြတယ်ရှစ်မိုင်ဆိုရခရီးကဘာမျှဝေးတာလည်းမဟုတ်ပါတကယ်တော့အီခေးလန်းကို၃ယောက်စလုံးညီသူမြမြောက်ဖူးကြပြီး ဖုံမြင့်သိန်းရဲ့ဖိတ်ခေါ်ချက်ရတာ AK ကိုထွက်ခဲကြခြင်းဖြစ်တယ်။ဖုံမြင့်သိန်းကသတ္တောဌာနမှာနေစီတောင်းကြီးတယောက်ဖြစ်တယ်။လုံငယ်သတ္တလခန်းကရိုးမတော်ရီမှာတစ်ပင်ထောင်လုပ်ငန်းကိုလောက်ကင်မှုရောင်းနေသူဖြစ်ပါတယ်။လုပ်ငန်းစီရင်ခန်းဆောင်စည်ရင်အင်းတွေကိုတိုင်းယုံတို့လာပို့ရင်ကျွန်တော်တို့နေ့ကာဆင်ဆိုင်မှာစုံတွေ့ကြတယ်။ရိုးမတော်ချင်းညောင်မင်းရှိလွန်ဘောသာကြည့်လို့သူကသူနဲ့တပါးလေးလိုက်ပါဖို့ခေါ်ပါတယ်။ ကျွန်တော်နဲ့လင်းမြက်နိုင်သည်မုတ်ဆိုးများဖြစ်တဲ့အလျောက်အချိန်မရွေးထသွားနိုင်တော့လေမမောင်စုကရုံဝန်နဲ့တယောက်ဖြစ်တာကြောင့်သူ့ကိုစောင့်ခေါ်အောင်မှဖြစ်၍နောက်မှလာမယ်လို့ဖုံးမြင့်သိန်းကိုပြောဆိုချိန်လိုက်တယ်။မမောင်စိုးသည်ရုံလုံငန်းများမပီပြတ်သေးသောကြောင့်ခရီးထွက်ဖို့တတ်မှတ်ထားတဲ့နေ့ထက် နောက်ကျမှခွင့်ရတာကြောင့်ယနေ့ကဲ့သို့ဖုံးမြင့်သိန်းနဲ့လွှဲရခြင်းဖြစ်တယ်။ရွာလူကြီးဥဖိုးဆိုင်ရဲ့ပြောပြချက်အရဆန်းရွာမှာအလုတမားရှာဖွေစူဆောင်ရမှာဖြစ်လို့ ဖုံးမြင့်သိန်းကဆိုင်းရွာ၌နေရင်တုံးရရှိနိုင်သေးတယ်။ကြော်ရင်မဝယ်နိုင်သေးလို့ဆိုတာကြောင့်ကျွန်တော်တို့ဒီဖုံးမြင့်သိန်းရဲ့နောက်အမိလိုက်ခဲ့ခြင်းဖြစ်တဲ့ကျွန်တော်တို့တုံးယောက်ကဤခရီးလမ်းနှင့်စိမ့်နေသူများဖြစ်ပါတယ်။တုံးရရင်ဥဖိုးစိမ့်ပြောရလို့ဖြူးနေသောလူသွားလမ်းတိုင်းစကားတပြောပြောနှင့်ရှောက်လာကြရင်ညီတိခဲခဲများမရှိချေ။သို့တော်လည်းနှစ်နာရီလောက်လမ်းရှောက်ကြရင်တော့ရှေ့မှာမမျောလင်ထားတဲ့လမ်းခွဲကြီးနဲ့ပြပင်းတိုးပါတယ်။အဲဒါမှတုတ်ခါ ဥပုသိညွှန်လိုက်တာလမ်းခွဲရှိတယ်လို့မပါယခုခက်ချီပြီကဲဘယ်လိုလုပ်ကြမလဲကျွန်တော်ရဲ့အမေကိုမြည်သူမျှမပြေးနိုင်ချင်ငင်းငိုင်လိုတာကောင်းကိုကုတ်နေကြရင်အတန်ကြာမမမောင်ဆိုကတက်ခုတ်ဝါခုတ်လူတယောက်တွေမေးကြည့်ရပေါ့မမောင်ဆိုပြောတာလည်းမဖြစ်နိုင်ဘာကြောင့်လဲဆိုတော့အင်မတီကျေးရမှထွက်လာကြတဲ့ကဒီနေရာရောက်တဲ့အချိန်လူသားဆိုရင်ကျွန်တော်တို့၃ယောက်ကလွဲပြီးမြည်သူတဦးတယောက်ကိုမြအရေးရောင်များမမြင်ငယ်ချင် ။သို့တော့လေအနာယူပန်းချင်ရင်အေးအေးလူလူစိတ်လိမ့်လေတောက်လို့ရကြောင်းမမောက်ဆိုးပြောသလိုဖြတ်သွားဖြတ်လာတဦးတယောက်ကိုတွေးလို့တွေ့ညာအနာယူရင်စောင့်နေမိကြတယ်။အချိန်နာကုန်သွားရင်ညီသူမြရောက်မလာချင်းသို့ကြောင့်ကဲဗျာဒီတိုင်းနေလို့တော့မဖြစ်နိုင်ဘူး။ထင်ရလန်းတလန်းရွေးပြီးသွားတာပေါ့။လင်းမြင့်နိုင်ရဲ့စကားကိုကျွန်တော်နဲ့မမောက်ဆိုးကသဘောတူလိုက်ကြရင်တောင်းရသဘောတူနေချင်းရလေလက်ရဘက်ကိုရေးလိုက်ကြရင်ကျွန်တော်တို့ဆုံးဖြတ်ချက်ကမှန်ကန်သွားတယ်လို့ဆိုရမယ်။ ။ဘာကြောင့်လဲဆိုတော့နိုင်ဝဲကြကြောရှောက်လာခဲ့ပြီးနောက်လူနေအိမ်စုကလေးကိုလမ်းမြင်ရပြီဖြစ်တဲ့။ထိုအိမ်စုလေးကဆိုင်းရပင်ဖြစ်ပါလိမ့်မယ်။အားတက်သွားကြတယ်။ခြေလမ်းနေလဲတက်လာကြတယ်။ရွာဆက်မှာရှိတဲ့ထုံဖြူဖြူစေးလေးနှစ်ဘေးမှာအသက်80ခန့်ရှိမိအဖိုးတို့တယောက်ကိုတွေ့လိုက်ကြရင်ထိုဖိုးကိုကျွန်တော်မေးလိုက်ခြင်းအဖဒီရွာကဆိုင်းရွာလားထိုဖိုးကညင်သာစွာခေါင်းပြန်ပြပါတယ်။ဒါဖြင့်ဆိုင်းရွာဘလောက်ဝေးသေးလဲ မောင်မောင်ဆိုးအောင်ကြကြတလဲဝင်မိတယ်။မသိဘူးလေ။အဖိုးဝင်ရဲ့ဖြေစကားကြောင့်ကျွန်တော်တို့သုံးယောက်စိတ်ထညာကြဆင်းသွားတယ်။ဒုက္ခရောရောက်နေပြီဖြစ်တယ်။ကျွန်တော်တို့တွက်ကိမားနေပြီ။လဝဲလန်ခွဲကဆန်းရွာသွားတဲ့လမ်းမှန်ဖြစ်လိမ့်မယ်။ထူလန်ခွဲသူပြန်သွားပြီ။ခီးဆင်လည်းချိန်လက်နေပြီ။ဒါကြောင့်သုံးဟတာတိုက်မင်းပြီ။ထိုရမှာတဲခုပြီးတော့ခီးစစ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။သူကြောင့်ကျွန်တော်အဖိုးဝင်အောင်။ကြောင်ပြင်ပါရဲ့။ ကျွန်တော်တို့ဒီရွာမှာတညတဲခုကိုပြပါနော်အချိန်လည်းမရှိတော့လို့အဘအိမ်မှာပဲတဲပြစီကဲလိုက်လာခဲ့ကြအဖိုးအိုကစကြစ်ချထားသောနွားနှကောင်ဆွဲ၍ရွာလန်းတိုင်းရှိရာဦးဆောင်မြို့ဝင်သွားတယ်ကျွန်တော်တို့ဒီလေလေးပင်သောခြေလမ်းများနဲ့ထက်ကြမကွာလိုက်သွားကြတယ်ရွာလေးကရွာတိုင်းရှိလေးဖြစ်တဲ့အင်ဂျီ30လောက်တာရှိမယ်လို့ခန့်မှန်းမိရဲ့ဝင်းချက်များနဲ့တတရရရှိပါတယ်အများအားဖြင့်ခြေလမ်းရှိအိမ်များဖြစ်တဲ့ လူစိမ်းများဖြစ်တဲ့ကျွန်တော်တို့ကိုအိမ်တိုင်းလူလူကစဘာပုံနာမတော်လကောင်အိမ်ပုံနာနောက်ွယ်မတော်လကောင်တစ်ပင်နောက်ွယ်မတော်လကောင်ခေါင်းဖြူထွက်ကြည့်အကယ်ခတ်နေကြရင်သူကြောင့်မတခုတည်ကထိုရွာသူရွာသားမိသားစုတို့တီတော်တို့တောင်းနာများဖြစ်ကြပေမဲ့ကြီးကြီးငယ်ငယ်ပြူပြူအိုအိုတရရဲ့မျက်လုံးတွေကဝိုင်းစစ်ပြီးတော့ကျင်ပြီးတော့တောက်ပနေကြရင်အံ့ဖွယ်ဖြစ်ပါရင်ကျွန်တော်တို့ဒီရွာလမ်းအတိုင်းရှောက်လာကြပြီးနောက် တန်ကြာရင်ချိန်မှာထိုဘိုးရဲ့အိမ်သို့ရောက်ရှိလာကြရင်ထိုဘိုးရဲ့အိမ်ကလည်းခြေရန်ရှိအိမ်မှာအင်ရထက်မှာသူရဲ့နွားနှက်ကောင်ကိုချိန်နိုင်ရင်ကျွန်တော်တို့ကိုအိမ်မော်တို့တက်ခိုင်းပါရင်ခရီးလဲပန်းလာတာကြောင့်ကျွန်တော်တို့ကကျန်းပြင်မှာခြေပြက်လက်ပြက်နဲ့ကြာပြီးတော့အမော်ဖြစ်လိုက်ကြရင်အတန်ကြာမှာဘိုးအိုကအိမ်မော်ရက်ကိုတက်လာရင်လွတ်လွတ်လပ်လပ်နေကြကွာပြီးမှထမင်းစားတာပေါ့ဟုတ်လားဆိုပြီးတော့မြို့ကန်နဲ့ဝင်သွားရင်နိုင်ဝဲလောက်ကြာမှာ အဖိုးအိုကကျွန်တော်တို့ထမင်းကျွေတွေလဲကျက်သားဟင်းနဲ့ထမင်းကျွေတွေလဲကျက်သားဟင်းနဲ့ငပိတုတ်စရာဖြစ်ပါရင်ဆဆာလာလောင်နဲ့စားလိုက်ကြပြီးကျင်းမြင့်တဲ့အိယာပေါ်မှာမိမ့်နေလိုက်ကြစဉ်အဖိုးအိုဒီအောက်ထပ်တို့စင်းသွားပြန်နေဘာရင်အလုံးရှုံနေတယ်မသိပါချင်မောင်စာပြိုးလောင်မှအိမ်ပေါ်ပြန်တက်လာရင်ကဲအိတ်ချင်အိတ်ကြတော့လေပြုံးပြီးတော့သူတည်လဲအခန်းတွင်းတို့ဝင်သွားနေတယ်အိယာဝင်သွားစင်မဲ့ဖြစ်လိမ့်မယ်ကျွန်တော်တို့တည်လဲတညတလိမ့်မို့ ဖြစ်တယ်လို့ပဲအိပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။အိပ်ပျော်လေးလူလောက်မှာအိပ်အောက်မှာရှိတဲ့နွားများတယုံယုံဖြစ်နေသောကြောင့်တခုကတ်တယ်လို့ထင်ပြီးတရတာလဲလျောင်းနေရမှာစဉ်းကြည့်တယ်။အဖိုးဦးတီလည်းကျွန်တော်တို့နဲ့တူဆင်းလာတယ်။မြည်တီတခုမျှမရှိချေနွားနှကောင်တီကြောက်ရွံ့နေပုံရှာရင်ဒါကြောင့်အဖိုးဦးကထိုနွားနှကောင်နာတော့ရပြီးနွားစက်ကတွင်ငုံကြည့်တယ်။အော်ငါတားရဒီထက်လားအိမ်များကိုဒါကြောင့်နွားတွေကတားရကိုကြောက်နေကြလားလာလာလား ။ဆိုပြီးတော့နွားစာခွက်တင်လက်နိုင်ပြီးပြန်ထုတ်မှာအရှိ၆ပေခန့်တတရှိမဲ့ငံမွေကြီးတကောင်ပါလာတယ်။ကျွန်တော်တို့သုံးယောက်ကြောင်းပဇံဟောင်းသားနှစ်အန်အတင့်နေမိကြရင်အဖိုးအိုသည်ထုံမွေကိုပွေပိုက်၍အိမ်တိုင်တောင်တနေရာမှာရှိတဲ့တောင်တလုံးလေးသို့ညင်သားစွာထည့်လိုက်တယ်။ဒီမှာပဲအိပ်ပါသားကြီးရမင်းကငါနွားရကြောက်တယ်ကွ။ကျွန်တော်တို့ဒီလေအိမ်မော်ပြန်တက်ပြီးတော့အိတ်ဆက်ကြရင် လင်းမြင့်နိုင်လဲမောင်မောင်စိုးကအိပ်ပျော်နေလားမသိချေကျွန်တော်ကတော့မွေကြောက်တက်တူမှုဆော့ဆော့အမွေယူမျက်စိမှမြင်ရရင်ကြောင်လန့်တကြားနှစ်အိပ်မပျော်နိုင်ပဲဖြစ်နေတယ်ထုံမွေကြီးအိမ်မော်တို့တက်လာမှကိုတွေးပူကြောက်ပြန်နေထိုးစင်ရွာထိတ်မှဆဲဆဲငငယ်ဦးလိုက်တော့ခွေးဥတန်များကြောင့်ကြက်သေးထပြန်နေကြေးလောင်းနေဦးနေကြတဲ့ခွေးတန်တွေကြောင့်ထူးခြားတယ်လို့ထင်တာကြောင့်အင်ကဲလာလေးကိုအသာမကြည့်လိုက်တဲ့ရုပ်တည်းမြင်လိုက်ရတဲ့ညီကွဲကြောင့် နှလုံးသွေးရက်သွားမတက်ခံစားရ၏ဖျားဖျားထမင်းရင်ရှောင်းစပင်ဖို့ရူဖိုင်ရန်ချထား၏မိမ့်မကြီးတယောက်ကခေါင်းတလောက်ရက်ပြီးတော့ရွာလန်းအတိုင်းဖြီးလီစွာနှင့်ဖြတ်သွားလာတာကိုတွေ့ရတယ်သူမရဲ့နောက်မှာတော့ခွေနှစ်ကြီးတကောင်ပါလာတယ်ထိုခွေနှစ်ကြီးနဲ့မိမ့်မကြီးအားခွေရဲစားတော့ကဘေးမပြေးလိုက်ရင်နဲ့ဥနေကြတယ်ခွေနှစ်ကြီးအားမိမ့်မကြီးနောက်လိုက်ရင်သူတို့နောက်ဝဲရံလိုက်ပါဥနေကြတယ်ခွေဝဲစားတွေရောလှဲ့ပတ်မှန်းဖြီးပြီးတော့ဟောင်းနေကြတယ် ဒီမြင်ကွင်းကသဘောရုံမဖြစ်နိုင်ကြီးကျွန်တော်တွေကြာရင်စိတ်ရှိတော်လဲထုံမိမကြီးနောက်လိုက်ကြည့်လို့ရဆန်နောက်ထိမနိုင် သိမနိုင်ဖြစ်ပါလေသူဖြင့်လွယ်စဲတော်တနတ်ကိုဆွဲ၍ထုံမိမကြီးရဲ့နောက်ကိုလိုက်သွားမိသူဘဲသွားမှလေဘဲအိမ်မှာလူတည်တယ်လေညနေတကောင်ချိန်ကြီးမှတော့တခုခုထူးစားနေပြီဟောဗျာရွာလန်းတောင်ဆုံးရင်ရွာထိတ်တုပ်ရီသွားနေပြီကောရွာဦးစီလီနိုင်ရှောက်မှာခေါင်းတလိုက်ရလျက်တားနှစ်ရက်နေပြန်၍ကျွန်တော်တင် အရေးရှိကချိန်မီပြက်ခနိုင်မှုတနတ်မောင်းကိုတင်လိုက်သည်ထုံမိမယိုချိန်ရထိုင်းအနားကိုကတ်လိုက်သည်သူမဤခွေးနေကြီးနဲ့ခွေးရဲစားတော့ကျွန်တော်မြင်မမပေါ်ချေထုံမိမကြီးကကျွန်တော်သူမရဲ့နာကတ်လာသည်ကိုသိပုံရှားပါတယ်သူကြောင့်တင်နေကျွန်တော်ဘက်ကိုရုတ်တရက်လှည့်လိုက်ပြီးရထားရီခေါင်းတလားနှင့်ပေါက်ထဲလေးညံလိုက်တဲ့ဖြစ်ခြင်းမျော်လင့်မထားသောရုတ်တရက်တိုက်ခိုက်ခြင်းကြောင့်လန်ပြီးတော့အွန်လိုင်းမြေထုံမိမကြီးပေါက်လိုက်သောခေါင်းတလားကြီးတိလေး ကျွန်တော်ထိခိုက်ခြင်းမရှိထိုမိမကြီးအားအယုတ်ကျိုးပြက်ခွေလဲကြသွား၏ထိုမြင်ခွင်ကြောင့်ကျွန်တော်တည်လဲမင်းသက်မိသွား၏ဟေ့လူကိုဗတ်ကိုဗတ်ငေးချောင်ရင်မင်းတက်နေမိတော့ကျွန်တော်ရဲ့လက်မောင်းကိုလှုပ်ရမ်းနေသည်ကြောင့်သတိပြန်ဝင်လာပြီးလှည့်ကြည့်လိုက်တယ်လင်းမြင့်လိုက်နေမမောင်ဆိုးဖြစ်ပါရင်ခင်ဗျားတို့နေရာကိုမြင်လိုက်ကြတယ်မလားအဲ့ဒါကြောင့်လိုက်လာကြလားမလားကျွန်တော်ရဲ့မိစကားကြောင့်သူတို့နှစ်ယောက်ပါးစပ်ဟောင်းသားဖြစ်သွားတယ်။ဘာမြင်ရမှာတော့ ခေါင်းတလားရွက်ထားတဲ့မိမကြီးလေးဘယ်ရောက်သွားလဲကြံ့ကြံ့ဖမှန်ကိုပိုက်ရဲ့ကျွန်တော်အလေးခံသားချင်လို့အိယာနိုးလာတော့ရွာလန်းတိုင်းစိတ်ညုတ်ခံထားရတဲ့လူတယောက်ကိုခမားတယောက်တည်းရှောက်သွားနေရမြင်လို့ကိုလင်းကိုနှုတ်ပြီးတော့ခမားနောက်ပြေးလိုက်လာတာကန်တီပီလို့တာမျိုးဒီစီရီနာကြတော့ခမားကဆက်မသွားပဲကြောင်ပြီးတော့ရက်နေလေကျွန်တော်တို့နှစ်ယောက်ရောက်လာတော့ခမားရှိမှဗပြင်းခွက်ပြီးတော့တဖူးဖူးနဲ့ဒေါရကြီးမှုန့်နေတဲ့မွေကြီးကိုတွေ့လို့တနက်တင်နဲ့ရိုက်တက်ပြက်လိုက်တယ်လေ ကင်ကောင်းနေဗျာကျွန်တော်ရောအဲ့ရမလို့ရင်ခမည်းမွေပေါက်ခံရလို့တိတ်နေလောက်ပြီမောင်မောင်ဆိုရင်စကားကြောင့်ကျွန်တော်လွန်စားမှအံ့ဩရတယ်ဖယားဖယားဘာတွေဖြစ်နေတာလဲကျွန်တော်အိမ်မဲမဲနေရလဲမဟုတ်ခေါင်းတလိုက်ရွှေတောင်းမိန်မရောဘာလို့ကျွန်တော်တယောက်တည်းမြင်တွေ့ရလဲတလူညာကမမြင်ဘူးဆိုပါလားအံ့ဩသူစမ်းဖယားဖြစ်ပါလေဒီတော့ဖြစ်ဖြစ်ကိုပြောပြလိုက်တယ်သူတို့အံ့ဩနေကြတယ်နောက်တနေ့နေနေမှာကျွန်တော်တို့ဒီခက်ဆောဆောရင်ပြန်မယ်ဆိုပေမဲ့ အင်းရှင်အဖိုးအိုကရင်းနှီးချမ်းနှင့်ကြွကြော်သားသွားပါပြီလို့လောကပြုနေတာကြောင့်တညတာအင်းဆက်ခွန်ပြုတဲ့ကျေးဇူးရှိတာကြောင့်သူကျွေးမွေးခြင်းကိုလက်ခံပြီးခက်တာထိုင်ပြီးစကားဆက်မြည်ပြောပြီးတော့စားတော့ကြတယ်။ထိုစဉ်အင်းအောင်မနှွေမွေကောင်ဖြတ်သွားတာတွေ့လိုက်တဲ့တိတ်မကြခင်ချိန်မှာတကောင်တော်လေးကြမှာတကောင်ပြီးတော့တကောင်နောက်တကောင်မွေဝေးပါတယ်မွေဟောက်ပါတယ်ရေမွေပါတယ်ပြော်ငန်းမွေ မွေစိမ့်မိကြောင့်အမျိုးမြင့်မတည်တဲ့မွေတွေ အချူပင်ဖြစ်ပါတယ်။သူကြောင့်ထူးခြားလို့ချိန်လေးနဗေးမှာထိုင်နေတဲ့အဖိုးအိုကိုမေးလိုက်တယ်။မွေးရည်များလိုက်လားပေါ့။ဘယ်တော့နေကြတာလဲထူးခြားလာကြည်လား။ကျွန်တော်ရဲ့စကားကြောင့်အဖိုးအိုသည်မျက်စိမျက်နှာပြက်သွားပြီးခေါင်းတဆတ်ဆတ်နေရင်အိမ်ကတားရီးတောင်သွားလာမသိဘူး။အဖိုးအိုရဲ့စကားကြောင့်တော်ကလေးစိတ်ဝင်စားမိရဲ့။ဘယ်လိုသွားကြတာလဲပေါ့။မောင်မောင်ဆိုးကမေးလိုက်တယ်။မွေးအားသူကချသွားတာပေါ့။ဖျား အဖိုးအရဲ့နှုတ်ကပေါ်ထွက်လာတဲ့ထူးဆန်းတဲ့စကားကြောင့်ကျွန်တော်တို့သုံးယောက်စလုံးကိုနားကိုပဲမယုံနိုင်ဖြစ်ကြတယ်။အဖိုးအိုအားလေးစိတ်မမှန်လေးရဲ့လားလို့စိတ်ထဲကအကဲခတ်လိုက်တယ်။အဖိုးအရဲ့မျက်နှာသည်ဆွေးရည်တန်းနေတယ်။ထိုးစင်အဖိုးရဲ့သားကြီးဆိုရက်ငမ်းမွေကြီးကလူလူလိမ့်လိမ့်နဲ့ရွာလန်းတိုင်းထွက်သွားတယ်။ဒီတော့ကျွန်တော်တို့အဖိုးကိုစကားကိုယုံရမလို့ဖြစ်ပါတယ်။အဖရဲ့ငွေအသုဝချသွားတယ်လို့တက္ကမမကြဘူးရှင်းပြပါဦး။ ရန်သူတက်လို့မွေးတကောင်တည်နေပြီ။အဲ့ဒီမွေးသေးစီကိုသွားကြတာပေါ့။ကျွန်တော်တို့သုံးယောက်ကတရားမျက်နှာကြောက်အတိတ်ပဲပါပါကြည့်လိုက်ကြရင်ယုံရခက်မယုံရခက်အဖိုးအိုတီကျွန်တော်တို့သုံးယောက်မျက်နှာကိုစိတ်စိတ်ကြည့်သူရဲ့စကားကိုဆက်ပြန်နေ။ဒီရွာမှာလူတွေကိုမွေးကြိုက်ရင်ဘလောက်အစိတ်ပြင်းတဲ့မွေးဖြစ်ပါစေ။တေးကျပစ္စည်းတာမျိုးမရှိဘူးကွ။မွေးကြိုက်ခံရတဲ့နေရာကိုကိုယ်ပစက်ကထွက်တဲ့သတွေးတာထွေးထည့်လိုက်။ရှောင်းတောင်းမြောင်မူး အဲခုလိုမွေအာသူဝချရင်ချိန်မှာတော့ရေမွေကိုက်ရင်တောင်မှတုံးကနေသိသွားနိုင်လေ။ဘာလို့လဲဆိုတော့ဒီအချိန်မှာမွေတွေအလုံးအဝဒေါသထွက်နေကြတယ်လေ။အဲဒီမွေတိန်သားမှာလူသားတယောက်တောင်မဟုတ်ဘူး။တက်ရှိတရိษံတစ်ကောင်ကိုပဲတွေ့တွေ့ဒေါသကြီးနဲ့ကိုက်တက်ကြမှာပဲ။သိသွားတဲ့မွေတွေကလေးစားချင်တာပေါ့။အဖိုးအရေးစကားကြောင့်ကျွန်တော်ဒီညာအဖြစ်ကိုလည်းကြံလေတရိရရာကြောင့်ကြက်တီမွေညင်ထမိရင်ပြီးနောက်ညာမွေကိုရိုက်တက်ခဲ့ မောင်မောင်ဆိုရဲမျက်နှာကိုလှမ်းပြီးတော့အကဲခတ်ကြည့်တယ်။ချွေးဆုပ်နေတဲ့သူရဲမျက်နှာပြင်မှာကြောင်ရင်စိတ်များဖုံးလွှမ်းနေတယ်။တခဏကြာမှအဖိုးအိုက"ကဲခဏနေကြောင်းအဘပြန်လာမှသွားကြပေါ့ကွယ်။အဘသွားကြည့်ရင်လက်တဲ့တရဲခံကိုသိနိုင်ပါလိမ့်မယ်။အခုပဲဘပြန်လာမှ"ပြောနေရင်အိမ်ပေါ်ဆင်းသွားတယ်။အဖိုးကိုထွက်သွားတာနဲ့ကျွန်တော်တင်လင်းမျက်လိုက်နဲ့မောင်မောင်ဆိုဟာဒီမှာကျွန်တော်တို့နေပေါ်မတင်တော့ဘူးထင်တယ်။ပြီးတော့အဖိုးကြီးကိုလည်းမတင်ကောင်း ကျွန်တော်စိတ်တည်းတမျိုးရေပဲကဲကဲပြည့်စည်ရီယူအဖိုးကြီးနောက်လိုက်ကြည့်ရင်အချိန်လေးပေါ်မူတည်ပြီးတော့လက်စုပ်ပြန်ပြောလိုက်တာနဲ့တရုံနှစ်ယောက်တည်လေကျွန်တော်ကဲ့သို့တက်ဆထားသူတွေမှုထိုအင်ကကစားငယ်ဆင်းပြီးအဖိုးနောက်ကိုချောင်းချောင်းလိုက်သွားချစင်ရွှေအောင်စင်နေလိုက်ရောက်မှထိုအဖိုးအုပ်ကခြေစုံရက်လိုက်ပြီးတစုံတယောက်ဆူဆိုင်ကြည့်နေတယ်ကျွန်တော်တို့တင်လိုက်ပါတယ်ညာကမောင်မောင်ဆိုးရိုက်တက်လိုက်ကြည့်မွေးတေကိုကြည့်နေခြင်းဖြစ်တယ်ထူချရာကမွေးဟောက်ကြီးတစ်ကောင်နဲ့ အဖိုးကြီးရဲ့ငမ်းမွေတွေကလည်းပပြင်ခွက်ချောင်ပြီးတော့ရှိန်ထိုးနေကြပြီးနောက်ထိုးမွေတေကိုငုံနမ်းလိုက်ပြီးလှည့်ထွက်သွားကြတယ်။အဖိုးကိုကျွန်တော်တို့နားမလည်ဖြစ်ကြတယ်။သူပြောတော့ဒီအချိန်မှာမွေတေရဲ့နာမလူရှိမယ်ဆိုရင်မွေအာသူဝါချလာတဲ့မွေတကောင်နဲ့စုံမိရင်ဒေါ်လာကြီးကြိုက်ခဲခံရမယ်ဟုဖြစ်တယ်။ယခုသူ့အာမွေဟောက်ကြီးကကြိုက်ခဲခြင်းအနေနဲ့ပေးခြင်းမရှိဘဲအဖေကြောင့်လှည့်ထွက်သွားတာလေ။ထိုးအဖိုးကိုကျွန်တော်တို့ကြောက်လာမိရင်လူစင်စင်မဟုတ်ပါလိမ့်စား။ မဖြစ်ကြပြီတို့ကြောင့်ကျွန်တော်တို့ကအဖိုးအိုမမြင်နိုင်သောနေရာမှာပုံရှုပ်ွယ်ရှုပ်နဲ့ထွက်လာခဲ့ကြရင်ကျောင်းလန်းတစားတုတ်ချစ်တင်ခဲ့ကြတာကြောင့်လားမသိချင်မနေ့ကဘယ်လမ်းကိုလိုက်ရမှမသိတဲ့လမ်းခွဲလမ်းဆောင်တို့တက္ကနအချိန်လေးအတွင်းမှာပဲရောက်လာကြရင်လမ်းခွဲလမ်းဆောင်တို့ရောက်လာတဲ့အခါမှာကျွန်တော်ကဝါတလုံးခုတ်ပြီးလမ်းညွန်မှတ်သားပြုတ်လုခဲ့တယ်တို့မလားနောက်လူတွေစမ်းရွာလမ်းကြောင်းအမှတ်သားကိုသွားနိုင်ရန်ပြတဲ့ကျွန်တော်တို့ဒီလင်းလက်ဝဲလမ်းဘက်သို့ဆက်လျှောက်ခဲ့တဲ့အခါ တနအေတတာခန့်နိုင်ရှောက်ရတဲ့စံရွာတို့ရောက်ရှိလာတဲ့စံရွာရောက်တဲ့အခါမှာတောအုပ်ကြီးမနေကရင်တောတက်သွားတယ်လို့သိရတာကြောင့်တောရွာသားချေပြက်လက်ပြက်ဖြစ်သွားတယ်။စံရွာတကြီးကလူကြုံနဲ့ထည့်ပေးမယ်။လိုက်သွားလို့ရင်သူစီစဉ်ပေးမယ်လို့ပြောပါရဲ့။တောရွာစလုံးစိတ်ထက်ကြသွားတာကြောင့်စံရွာမှာတညာအိတ်ဆက်အနားယူပြီးနောက်တနေ့ပြန်မယ်လို့ပြောလိုက်တယ်။သူလည်းမျိုးတို့သွားရင်အကြောင်းကိစ္စရှိတာကြောင့်ကျွန်တော်တို့နဲ့လိုက်ခဲ့မယ်လို့ပြောပါရဲ့။ညဘက်မှာကျွန်တော်တို့က လမ်းမှာတွေ့ကြုံခဲ့ရတဲ့ရွာကလေးကြောင့်မြင့်ထူးဆန်းသောဘုရားကျောင်းကိုပြောပြတော့ဇိုင်းဝါတကြီးကပါဇက်ဟောင်းသာဖြစ်သွားတယ်။ကျဉ်ကျဉ်ဖက်မှန်များကင်မတီနဲ့ဇိုင်းဝါကျောင်းမှာဘာလန်းခွဲမှလည်းမရှိပါဘူး။ပြောလိုက်သဖြင့်စဉ်းစားမြအောင်ဖြစ်ရပြန်နေ။နေကတောင်ရစလုံးကြုံခဲ့ကြရပြီ။ဒီနေတော်ကလူတွေစိတ်မအမှန်ကြသေးရဲ့လားမသိလို့စိတ်မတင်းမှတ်လိုက်တယ်။နောက်တနေ့မှဇိုင်းဝါတကြီးနဲ့အတူကင်မတီတို့ပြန်လာတယ်။ အပြန်လဲမှာအံ့ဩဖယားမြင်ကွင်းတစ်ခုတင်းတင်းရှားရှားသိမြင်ရရင်လာတော့ကကျွန်တော်တို့တည်တည်ချာချာမှတ်သားခဲ့တဲ့လမ်းညံမှတ်တိုင်လင်းနာမှာညီတီလန်ခွဲမှာရှိမနေချင်းဟုတ်ကဲ့ပြိတ္တများရှင်စာရီတူကိုပိုင်ရေးသားထိုင်မရေမရရွှာလေးတူဟာဆိုရဲဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးပါပြီဇလန်လေးကိုပြိတ္တတွေကြိုက်နေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်အဆုံးထိလိုက်ပါဘေးနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ကာယပျော်ရှင်စရာနေသက်တွေကိုပိုင်ဆိုင်ပါစေလို့ဆုမကောင်းကြောင်းပေးလိုက်ပါတယ်ရှင်။